မင်္ဂလာပါနိ hypnosis ကိုထုံးရဲ့အကျိုးကျေးဇူးတွေနဲ့အစမ်းထမှု အကြောင်းကိုအပိုင်းတင်နေနဲ့ပြောကြားပြပါမယ် hypnosis ကိုထုံးစရာ NLP neurolinguistic programming မှာသုံးတဲ့အစမ်းထဆုံးကရိယာတွေအားတစ်ခုဖြစ်ပြီးပုံမှန်နဲ့ဆိုင်တဲ့စိတ်လွှာကိုဝင်ရောက်ဖို့နှဆိုင်စွာအားယူဖို့နဲ့ ရေရှည်တည်တဲ့နဲ့ကြောင်းလဲမှုတွေကိုဖန်တီးဖို့အတွက်ဖြစ်ပါတယ်။ NLP တွေက hypnosis ကုတုံးဟာကိုယ်ရည်ကိုယ်သွေးတိုးတက်မှုကုစားခြင်းနဲ့ဆွမ်းဆောင်ရည်အတွက်အလွန်ပြောင်းလဲစေနိုင်တဲ့နည်းစနစ်တစ်ခုဖြစ်ပါတယ်။ hypnosis ကုတုံးဟာအတွင်းစိတ် subconscious mind နဲ့ကိုအလွယ်တကူဝင်ရောက်နိုင်တဲ့အနည်းပညာပါ။ဒီလောအကျင့်စရိုက်တွေ ခံစားချက်တွေပုံစံတွေနဲ့ယုံကြည်ချက်တွေကိုတူလောင်ရနေရပါပြောင်းလဲမှုဟာပုံမူလွဲကူသဘာဝကျပြီးအာထုဆရာမလို့သလောက်ဖြစ်လာပါတယ်ကြီးမားဆုံးအာတာချက်တွေရာတခုကတော့ပြောင်းလဲမှုမြန်ဆန်ခြင်းမှာပဲဘာကြောင့်လဲဆိုရင်သူဟာ root level မှာလှုပ်ဆောင်တာဖြစ်တဲ့အတွက်ကိုကိုကိုယုံကြည်မှု confidence ်လှုံ့ဆော်မှု motivation နဲ့ကြောက်ရွံ့မှုဖယ်ရှားခြင်း releasing fear ကိုအပြုသဘောဆောင်တဲ့ပြောင်းလဲမှုတွေကိုလျင်မြန်စွာလုပ်ပေးနိုင်တာပါ hypnosis ကတော့အတင်းကျပ်ပြောင်းလဲတာမဟုတ်ပါဘူးတဲ့အတွင်းမှာရှိပြီးသားအစွမ်းစာတွေကိုတော့ဖွင့်ပေးတာပဲဖြစ်ပါတယ်။ဥမာပြင်ပြောရမယ်ဆိုရင် အလွန်ကျဉ်းစဉ်းစားခြင်း overthinking စိတ်ခံစားမှုလှုပ်ဆောင်မှုများ emotional triggers ကိုယ့်ကိုယ်ကိုမယုံကြည်ခြင်း self doubt အချိန်ဆွဲခြင်း procrastination လူများရှိစကားပြောဖို့ကြောက်ရွံ့ခြင်း fear of public speaking အလုံးဟာ subconscious mind မှာသင်စေထားတာပါ hypnosis ကုထုံးဟာ pattern စပုံစံမျိုးပြန်လည်ရေးသားဖို့ပိုပြီးစွမ်းအားပေးတဲ့ ပုံစံသစ်တွေနဲ့အစားထိုးဖို့စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာဖြေလျှော့ဖို့ကူညီပေးပါတယ်။နာကူနားရစေစိတ်ကနူးညံ့သွားပြီးအာရုံကြောစနစ်တီပါပြန်လည်စတင်နိုင်ပါတယ်။ဒါကြောင့် hypnosis ကုထုံးဟာစိတ်ဖြည့်ဆည်းမှုလျှော့ချခြင်း stress reduction စိတ်ခံစားမှုမျှတစေခြင်း emotional balance ဆင်းဆင်းပူပန်မှုတတစေခြင်း anxiety relief အဆမှုတိုတက်စေခြင်း sleep improvement စိတ်ဖိစီးမှုလျှော့ချခြင်း stress reduction တွေအတွက်အလွန်ထိရောက်လာပါတယ်။သင်စိတ်ကိုသင်လိုအပ်တဲ့အခါတိုင်းငြိမ်းချမ်းမှုစီကိုပြန်သွားဖို့သင်ကြားပေးနိုင်တာဖြစ်ပါတယ်။